customer တွေကို ဖုန်းနဲ့ဆက်ပြီးလှမ်းရောင်းတဲ့အခါမှာလိုက်နိုင်ရမယ့်အချက်၃ချက်ရှိပါတယ်။အဲ့ဒါကနံပါတ်၁ချက်ကကိုကဖုန်းနဲ့ဆက်တဲ့အခါမှာကို့လုပ်ငန်းအကြောင်းကို့နာမည်အကြောင်းကိုရင်းရင်းနှီးနှီးနဲ့သူ့ကိုပြောဆိုဆက်ဆံရမှာနံပါတ်၁။နံပါတ်၂အချက်ကသူတို့ကိုကိုပြောတဲ့စကားကိုစိတ်ဝင်စားနားထောင်အောင်လုပ်ဖို့သူတို့ရမယ့်အကျိုးအမြတ်တွေရရှိမဲ့အခွင့်အရေးတွေကိုကိုကနေမှာ ေချာပြောဆိုရှင်းရှင်းလင်းလင်းရောင်းချနိုင်ရပါမယ်။နံပါတ်3ချက်ကအရင်ရေးကြည့်ပါတယ်။သူတို့နောက်ထပ်ကိုကနေမှဖုံးဆက်တဲ့အခါတော့သူတို့ကကြည်ပြူစွာလက်ခံစကားပြောနိုင်အောင်ကိုကနောက်လာမဲ့ promotion တွေအခွင့်အရေးတွေဘောနက်တွေကိုတော့သူတို့ကိုကြိုပြောထားပြီးတော့မှ နောက်လဲကျွန်တော် အကိုရှိကို ဖုံးဆက်ပါမယ်အမရှိကိုဖုံးဆက်ပါမယ်ဆိုပြီးတော့မှ စကားခံပြီးတော့မှလှုပ်ဆောင်ပြရမျိုးရှိပါတယ်ဒီအချက်၃ချက်နဲ့ကိုကဖုံးကိုဈေးနဲ့ဈေးလမ်းရောင်းတဲ့အခါမှာဒါတွေကိုကျင့်သုံးနိုင်ပါတယ်အားလုံးပြင်ကြပါစေကျွန်တော်လည်းဆရာထင်ပါ